ရုရှားရဲ့ရေဒါစနစ်နဲ့ဒဏ်ဝက်ပလက်ဖောင်းကိုဈေးပေါ်ပေါ်ယူဟာချကြဖျက်ဆီးခဲ့တဲ့ယူကရိန်းရဲ့ကုန်းရီဒရုန်းနှစ်ထွေအစွမ်း2025ခုနှစ်မေလ19ရက်နေ့မနက်၈နာရီခွဲမှာယူကရိန်း SBU operator တအူးဟာ FPV ဒရုန်းထိန်းချုပ်တဲ့ Gorkas မြစ်မှန်ကနေပို့လိုက်ဆိုတဲ့ခွင့်ပြုချက်ကိုလက်ခံရရှိခဲ့ပါတယ်။ခွင့်ပြုချက်ရတာနဲ့စက္ကန့်ပိုင်းတွေမှာယူကရိန်းလုတ်ဒရုန်းတစ်စင်းဟာအလေးချိန်3 kg ရှိတဲ့ပောက်ကွဲပစ္စည်းတွေကိုတည်ဆောင်ပြီးတော့ပင်လယ်နက်ကိုပြတ်တန်းသွားခဲ့ပါတယ်။ပြင်မှာကတော့မွေကျွန်းနားကိုပဲအဲ့ဒီနားမှာရုရှားရဲ့ဝိုင်းကိုတာဝါ Alpha ရှိနေပါတယ်။ အဲ့ဒီတာဝါမှာတော့ Navigator စနစ်တက်ဆင်ထားတာပါအခုလွတ်လိုက်တဲ့ FPV drone က Ukraine ကရပ်ပိုင်းတွေတိစောက်ခဲ့တာဖြစ်ပါတယ် drone ရဲ့ဝမ်ပိုက်အောက်မှာ radar နဲ့အနီနာ9မီတာပတ်လည်ကအရာတွေကိုဖျက်ဆီးဖို့ပြစ်လုထားတဲ့ပောက်ကွဲပစ္စည်းတွေကိုတိတ်ချချီနှောင်ထားတာပါ drone ရဲ့ motor လေးကတမနစ်ကိုအပတ်ရည်2000တိမြန်လုံးမြင့်မောင်းနေခဲ့ပါတယ်ရိုးရိုးစစ်ပတ်သုံး drone တွေနဲ့မတူပဲ FPV စနစ်တရား analog ရုပ်တံထုတ်လွှင့်မှုကတစ်ဆင့်အချိန်ပြည့်ထောက်လန်းနိုင်တယ်လို့ electronic jamming snake ကိုလေတော်ရုံထက်ခံနိုင်ရှိနေပါတယ်။ဒါကြောင့်လဲ FPV drone တွေဟာပြမဲ့တွေကိုတိခတ်ရမှာအရန်တိကြတယ်လို့နာမည်ကြီးနေတာဖြစ်ပါတယ်။ drone ပြန်တမ်းရမယ့်လမ်းကြောင်းကိုတေချာစီစဉ်ထားခဲ့တာပါ။ပြမဲ့စီတက်တက်ပြန်တမ်းတာမျိုးမဟုတ်ဘဲနဲ့စစ်ဆက်ပုံစံနဲ့ပြန်တမ်းခဲ့ပါတယ်။အမြင့်50မီတာအောက်မှာပြန်တမ်းခြင်းအဖြစ်လေ radar ကထောက်လန်းလို့မရအောင်ထိန်းထားခဲ့ပါတယ်။တနအီကို65ကီလိုမီတာနှုန်းနဲ့ပြန်တန်းတဲ့အတွက်35ကီလိုမီတာခီးစဉ်ဟာ45မီတာကျော်ကြာမြင့်ခဲ့ပါတယ်။ဈေးဆက်ပုံစံပြန်နေရလို့တလောက်ကြာတာပါ။ပုံမှန်အတိုင်းဆိုရင်ခက်စောစောရောက်နိုင်ပါတယ်။ ဒါပေမဲ့အဲ့ဒီခါကျတော့ရုရှားကတတိထားမိသွားနိုင်ပါတယ်။ဒရုန်းဟာပြန်တက်ပြီးတော့ဝမ်ကိုတာဝါစီကိုချင်းကက်လာခြင်းမှာဒရုန်းရဲ့ကင်မရာကနေပင်လယ်နဲ့ရဲ့ကျဲပြန့်တဲ့မြင်ကွင်းကိုမြင်တွေ့ခဲ့ပါတယ်။အဝေးမှာတော့တမ်မနီကျွန်းတစ်ခုလိုရေထဲကနေထိုးထွက်နေတဲ့တောင်ငွေပလက်ဖောင်းကိုမြင်တွေ့ရပြီးရုရှားပြည်စီတွေနဲ့လူတွေပြစ်နေတာတွေ့ရပါတယ်။သူတို့စီဘာလာနေတယ်ဆိုတော့လုံးဝမသိပါဘူး။မနက်9:15မှာဒရုန်းဟာဝမ်ကိုတာဝါကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီပေါ်ဆုံးမှာတက်စင်တာတဲ့နီဗာရီတာစနစ်ကိုလည်းထင်းထင်းရှားရှားတွေ့ခဲ့ရတာပါ။ နီဗာရေတာစနစ်ဟာရိုးရိုးစောင့်ကြည့်ပစ္စည်းမဟုတ်ပါဘူး။ဆိုဗီယက်ရဲ့နာမည်ကြီးလက်ရာရီထဲကတစ်ခုပါပဲ။ဒီရေတာက35 GHz ကြိမ်လုံးနဲ့လဲပတ်ပြီးတော့45 km အတွင်းကလေယာဉ်တွေနဲ့သင်္ဘောတွေကိုထောက်လန်းနေပါတယ်။ပြင်းမှတ်နေရာကိုတစ်ချိန်တည်းခြေရာခံနိုင်ပြီးပင်လယ်နဲ့အမြောက်ဘက်တခွင်ကိုလုံခြုံရေးယူပေးနေတာပါ။ဒါမဲ့လည်းဒီရေတာစနစ်ဟာပောက်ကွဲတဲ့ drone နဲ့တိုက်မိတာကိုတော့မခံနိုင်ပါဘူး။ Ukraine ရဲ့ FPV drone ကပောက်ကွဲစေတဲ့ပစ္စည်း3 km ပဲတိုက်လာခဲ့တာပါ။ဒါပေမဲ့အဲ့ဒီပမာဏက line ထွန်းလင်းဆက် ိုင်းလက်ခံစမ်းတဲ့လိုင်းလန့်ညစနစ်တွေကိုတော့ကောင်းကောင်းဖြည့်ဆည်းနိုင်စွမ်းရှိပါတယ်ရေဒါရဲ့အကာအကွယ်အင်ကိုတော့စားငယ်ရည်နဲ့မိုးရီတံကိုကာကွယ်ဖို့အတွက်အလူမီနီယံပြားနဲ့လုပ်ထားတာပါဒီအပြားကပောက်ကွဲမှုကိုတော့မခံနိုင်ပါဘူး FPV drone ကရေဒါနာကက်ချီမှာရုရှားတွေလည်းမြင်သွားပါတယ်ဒါမဲ့လည်းတနအိုင်ကို65ကီလိုမီတာနှုန်းနဲ့ပြန်တန်းနေတဲ့ drone ကပြင်းမဲ့စီကိုတဲ့တဲ့ကြီးဝင်သွားခဲ့ပါတယ် မနက်9:20မှာ drone ကတာဝါပေါ်ကို antenna တွေတက်ထားတဲ့နေရာကိုပြင်းပြထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။ထိမှန်တာနဲ့တပြိုင်နက်ချက်ချင်းပေါက်ကွဲပြီး aluminum နဲ့ electronic အစိပ်ပိုင်းတွေကလွင့်ဆင်ကျသွားခဲ့တာပါ။ဒီအချိန်မှာပဲ radar ရဲ့လှိုင်းလန်းညွတ်စနစ်ထုတ်လင်းစနစ်လေပတ်တဲ့ antenna တွေပြတ်သွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာယူကရိန်းဘက်ကကုန်ကျစရိတ်က Netflix ရဲ့နှစ်စဉ်ကြေးထထာမှာတက်တာနေခဲ့ပါတယ်။ဒီအချိန်မှာပဲယူကရိန်းကတိုက်ခိုက်မှုကိုတက်ဆင့်ထမ်းမြင့်ခဲ့ပါတယ်။ပျက်စီးသွားတဲ့ Navigator ကမိခိုးတွေထွက်နေချိန်မှာ80ကီလိုမီတာကျော်မှာတော့ပို့ပြီးတော့ပြင်းထန်တဲ့လက်နက်တစ်ခုဟာဘွမ်ဂိုတာဝါစီကိုချင်းကပ်နေပါတယ်။ အဲ့ဒါကတော့ပင်လယ်နဲ့ရဲ့လှိုင်းလုံးတွေပေါ်ကနေဖြတ်ပြီးလာနေတဲ့စီးဘီဘီဒရုန်းပါပဲ6မီတာလောက်ရှိတဲ့အလိုလျောက်ရေပေါ်သွားရင်လည်းဖြစ်နေပါတယ်ပုံစံကတော့မော်တော်ဘုတ်နဲ့ဆင်တူပြီးအဲ့ဒီမှာတော့ပေါက်ကွဲစင်တဲ့ပစ္စည်းတထံကျော်တက်ဆင်ခဲ့ပါတယ်သူ့ရဲ့ဦးဒီယာကရုရှားရဲ့တန်းွေပလက်ဖောင်းကြီးစီကိုပါစီးဘီဘီရဲ့ထေပူးဒီဇိုင်းဟာပေါက်ကွဲရင်အင်ဂျင်နီယာပညာရဲ့အပြောင်မြောက်ဆုံးလက်ရလူတော်ဆိုနေပါတယ် ဒီလက်နက်ကပင်မပြင့်မဲ့ပောက်ကွဲတဲ့အခါမှာနောက်ဆက်တွဲပောက်ကွဲမှုတွေကိုအစင်းလိုက်ဖြစ်ပေါ်စေပြီးအချိန်ကြာမင်းတဲ့ပောက်ကွဲမှုကိုဖန်တီးနိုင်တာပါဒါကြောင့်မဲကွန်ကရစ်အဆောင်တွေလည်းခန်းထဲမှာမဟုတ်ပါဘူးပြောကြမယ်ဆိုရင် CBB ရဲ့ပောက်ကွဲအားကတံမဏိတွေကိုအရေးပြောကွန်ကရစ်တွေကိုအမှုန့်ဖြစ်စေပါတယ် CBB ရဲ့မောင်းနေအားကမြင်းကောက်ရင်နှစ်ရအားအင်ဂျင်နှလုံးကနေလာပါတယ်ပုံမှန်မောင်းရင်တော့မှရေမှ49နော့နှုံးလောက်သွားနေနိုင်တာပါလမ်းကြောင်းပြမှုကိုတော့ GPS အပြင် NHS Guidance လို့ခေါ်တဲ့ရွေလျောင်းမှုအခြေခံလမ်းညွှန်စနစ်သုံးထားပါတယ်။ဒါ့အပြင်ကျူးတူးနဲ့လည်းအချိန်ပြည့်ဆက်သွယ်ပြီးတော့ပေါင်းဆက်အလုပ်လုပ်နိုင်တာပေါ့။ CPU ဖြည့်ထားရင်ကီလို1000လီးပါးလွှတ်လို့ရပါတယ်။ထိန်းချုပ်စရာမလိုဘူးဆိုပေမဲ့လည်းဒီလိုအရေးကြီးတဲ့မေရှင်မှာ Operator ကကျူးတူးဆက်သွယ်ရေးကစင်ထိန်းချုပ်ထားပါတယ်။ CPB ရဲ့ဒီဇိုင်းကိုတော့လျှို့ဝှက်သွားလာနိုင်စွမ်းနဲ့အကြမ်းခံမှုကိုဦးစားပေးထားပါတယ်။အရန်ကိုလည်းပင်လယ်ထဲမှာအလွယ်တကူပျောက်နိုင်တဲ့မီးခိုးရောင်ပေးထားပါတယ်။နောက်ပြီးတော့အရန်ဆက်သွယ်ရေးစနစ်တွေကိုတက်ဆင်ထားပါတယ်။အဲဒါကြောင့်မဲရုရှားရဲ့ဂျမာရီကြောင့်အဆက်အသွယ်ပြတ်တာတွေတိတ်မဖြစ်နိုင်ပါဘူး။မရက်ကိုနိုင်ဆန်ကမှ CBB drone ဟာ ဘန်ကောက်တာဝါကနေ30ကီလိုမီတာအကွာမှာရှိနေပြီးအရှင်အဟုန်းနဲ့နီးကပ်လာခဲ့ပါတယ်။သူ့ရဲ့ကြည်လင်ပြတ်သားတဲ့ကင်မရာစနစ်ကနေတဆင့်ဒဲငွေပလက်ဖောင်းကြီးကိုတေးချရိုက်ကူးနေခဲ့တာပါ။ထင်းထုတ်နေတဲ့ operator လက်တီဖီဖီကြီးလာတဲ့ဒဲငွေစင်ကြီးကိုတွေ့နေခဲ့ရပါတယ်။ပျက်စီးသွားတဲ့ navigator စနစ်ကမိခိုးနဲ့တွေထွက်နေတော့မှာပဲ။စီးပီပီအတွက်ဥတီရမယ့်နေရာကိုတေးချသတ်မှတ်ပြီးသွားပါပြီ။ navigator ပျက်စီးသွားပြီမို့ဒဲငွေစင်ဘော်ကရုရှားတပ်ဖွဲ့တွေရာရေဘော်ကချင်းချောက်မှုတွေကိုလုံးဝမမြင်နိုင်တော့ပါဘူး။သူတို့ရဲ့ကြိုက်ရှိနေတဲ့ထောက်လန့်နိုင်စွမ်းတွေကသူတို့ရဲ့မျက်လုံးတွေနဲ့လက်ကင် radio တွေသာရှိပါတော့တယ်။ ဒါပေမဲ့လည်းအနည်းဆုံးရောက်လာမဲ့အကူအညီကကီလိုမီတာ100ကျော်လောက်ဝေးနေခဲ့တာပါဒန်ဝေပလက်ဖောင်းကတမ်မနီဖရိန်တွေနဲ့အစဉ်စင်ချိတ်ဆက်ထားတာဖြစ်ပါတယ်အဲ့ဒီပုံမှာတော့တူလောက်ယုံတည်စီထားကန်လူနေခန့်နေရှိနေခဲ့ပါတယ်ရုရှားတွေကဒီနေရာကိုရှေ့တန်းစခန်းပုံစံမျိုးပြင်ဆင်ထားတာပါနောက်ပြီးတော့ရေရှည်တွေဖြစ်လို့လူအမဲ့ပစ္စည်းတွေကိုလည်းပြည့်စုံအောင်တူလောင်ထားတာပါဒီကြမှာစီးပေပြီးရဲ့အော်တိုပိုင်လော့စနစ်ကစက္ကန့်ပိုင်းတိုမှာပဲအသေးစားပြင်ဆင်မှုတွေနဲ့ရာနေချီပြီးပြုတ်နေပါတယ်။ပြင်မှတ်ကိုအကောင်းဆုံးချင်းကပ်နိုင်ဖို့ပါပဲ။နောက်ပြီးတော့ပြည့်ပြည့်စုံတဲ့လမ်းကြောင်းကိုအတီးပြုပြီးအဲ့ဒီတန်ပေါင်းနေခဲ့ပါတယ်။ မနက်9:35မိနစ်မှာ CBB ကနောက်ဆုံးလက်ညှိုးမှုစနစ်ကိုအသက်သွင်းလိုက်တာပါပြီးတော့ဒဲဝင်းပလက်ဖောင်းနဲ့လူတွေနေထိုင်တဲ့အလေလောက်ကိုတည့်တည့်ဥတီနေခဲ့ပါတယ်ဒီနေရာကကြာပန်းပြင်းမှမဟုတ်ပါဘူးတေချာတွက်ချက်ထားခဲ့တာဖြစ်ပါတယ်ဒီနေရာသာပေါ်ကွဲသွားရင်ပလက်ဖောင်းတစ်ခုလုံးကိုရေတဲပြိုကျလာမှာပါဒီအချိန်မှာ CBB ရဲ့အမြန်တော့ကတနအိုက်ကို60ကီလိုမီတာနှုတ်တိရှိလာပါတယ်အတိဘဲကတော့ပေါက်ကွဲပြေစီတဒံလောက်ကိုတည်လာတဲ့ဒုံးကြီးကြီးတစ်ခုလိုပါပေါက်ကွဲပြေစီမပါဘဲနဲ့ပလက်ဖောင်းကိုဒီတိုင်းဝင်တက်လိုက်ရင်တော့မပြည့်စုံမှုကကြီးမားမှာပါအခုလိုပေါက်ကွဲရပြင်းထန်တဲ့ထေပူကြီးတက်ထားချိန်မှာပျက်စီးနိုင်စွမ်းကအစတရာလောက်ပြင်းထန်သွားပါတယ် ီချိန်မှာရုရှားကလည်းစီးပီပီကိုတွေ့သွားခဲ့တာပါဒါကြောင့်ရုရှားတချို့ရေဒီယိုကနေအကူအညီလမ်းတောင်းနေတာကိုကင်မရာကနေတွေ့ခဲ့ရပါတယ်ဒါပေမဲ့သူတို့တန်းလောက်ကြသွားခဲ့ပါပြီအကူအညီတွေရောက်မလာခင်စီးပီပီက platform ကိုနှီးကက်လာပါတယ်ဒီနေရာမှာလည်း platform ကကွယ်ရေးစနစ်အားနေတာတွေပေါ်လွင်ခဲ့တာပါဒီဘောကရုရှားဒီမှာဆက်တနက်နဲ့လက်လက်ငယ်လေးတွေပဲရှိပါတယ်။ရုရှားတွေကဆက်တနက်နဲ့လှမ်းပြစ်ပေမဲ့စီးပီပီကိုတားဆီးဖို့လုံးဝမဖြစ်နိုင်ပါဘူး။မနက်9:50မှာစီးပီပီဒရုန်းဟာဗန်ကူတာဝါရဲ့ပေမားထောက်တိုင်ဆုံးမတ်ကိုကုန်တင်ရထားတစ်စင်းရဲ့အရှိန်နဲ့တိုက်ခတ်ခဲ့ပါတယ်။ဒီအချိန်မှာပဲဥပိုင်းပတ်ချာလေးမှာ ပေါက်ကွဲမှုကြီးဖြစ်လာခဲ့ပါတယ်။ပေါက်ကွဲပြီးတော့ပထမစက္ကန့်တွင်မှပဲပေါက်ကွဲမှုဗဟုရဲ့အပူချိန်3500ဒီဂရီစင်နီဂရိတ်ကျော်သွားခဲ့ပါတယ်။ရှေ့မှာပြောခဲ့သလိုပဲဒီပေါက်ကွဲမှုတက်ရောက်တဲ့နေရာကတန်မဏိတွေအေးပြောသွားပြီးကွန်ကရစ်တွေကအမှုန့်ဖြစ်သွားခဲ့ပါတယ်။လူတွေကတော့အစားအနာတော့ရှာလို့မရတော့ပါဘူး။ဒါပေမဲ့ပေါက်ကွဲမှုကအစာပြိုးယုံမှာဒီပလက်ဖောင်းကအစိပ်ပိုင်းတစ်ခုနဲ့တစ်ခုပံ့ပိုးပြီးတဲ့ပေါင်းစည်းစနစ်ဖြင့်ဒီဇိုင်းထုတ်ထားတာပါ။ CPB ဝင်တက်လိုက်တဲ့အချိန်မှာဖြစ်ပေါ်တဲ့ပေါက်ကွဲမှုကအဆောင်ဆက်တဲ့မှုတွေကိုဖျက်တောက်လိုက်ပါတယ်။ ထက်စစ်ပေါက်ကွဲမှုတွေကတော့အားလုံးကိုမီးလောင်တိုက်သွင်းပြီးတော့ပြဖြစ်စေခဲ့တာပါဒီအချိန်မှာပဲလက်နက်တူလောက်ရုံနဲ့လောင်စာတွေမီးလောင်လို့ဖြစ်လာတဲ့ပေါက်ကွဲမှုကလည်းစင်ကဲဖြစ်လာပါတယ်ပေါက်ကွဲမှုတွေကတစ်ဆင့်မီတာရာနဲ့ချီပြီးမီးတောက်တွေလည်းဖြစ်လာခဲ့ပါတယ်ယူကရိန်းတွေကတော့ဒီမီးတောက်တွေဟာအာဂါတာတဲကနေကြီးမဲ့ဆိုရင်တော့မြင်ရတဲ့အထိကြီးမားတယ်လို့ပြောခဲ့ပါတယ်မီးခိုးလုံးတွေဆိုရင်မီတာထထောင်ကျော်တိကိုမြင့်တက်ခဲ့တာပါစီးပိတ်ပြီးထိမှန်ပြီးတော့9မိနစ်တွေမှာဘန်ကိုတာဝါရဲ့အပေါ်ပိုင်းဖွဲ့စည်းပုံတစ်ခုလုံးကပင်လယ်ထဲပြိုကျခဲ့ပါတယ် ရုရှားစစ်စင်ရေးတွေကိုပံ့ပိုးပေးခဲ့တဲ့အဆင့်ပေါင်းဆုံး platform ဟာအခုဆိုရင်တော့ကြီးမားတဲ့အလောင်းကောင်ကြီးရဲ့နံရိုးတွေလို့ဖြစ်နေပါတယ်။လူတွေနေထိုင်ရာအဆောက်အအုံဖြစ်စီထားကန်တူလောင်ရုံတွေကလည်းမရှိတော့ပါဘူး။ရေထဲမှာဆိုရင်လည်းပြက်စီးတွေနဲ့ပြန်ကျဲနေတဲ့စီးကွက်တွေကိုပဲတွေ့ခဲ့ရပါတယ်။ platform ရဲ့အောက်ပိုင်းမှာရှိနေတဲ့လူတို့ချို့ကဘေးကင်းခဲ့ပါတယ်။သူတို့လည်းရေပေါ်မှာမျောနေတဲ့ပြက်စီးတွေကိုဖတ်တွေ့ရင်ကယ်ဆယ်ရေးကိုစောင့်မျှော်နေကြတာပါ။ဒါပေမဲ့ကယ်ဆယ်ရေးရောက်ဖို့ကလည်းကီလိုမီတာရာနဲ့ချီပြီးရှိနေပါတယ်။နောက်ပြီးတော့နေရာနဲ့မီးလောင်နေတာကြောင့်ရဟန်းရေဝဲဖို့တော့မရပါဘူး။ဒီလူတွေကနောက်ထပ်ပေါက်ကွဲမှုတွေထပ်ဖြစ်လာခဲ့ရင်ဆိုတဲ့အတွင်းနဲ့ရင်ထင်နေခဲ့ပါတယ်။ ယူကရိန်းရဲ့ဂျိုးတူရုပ်ပုံတွေကတိုက်ခိုက်ပြီးတော့နှစ်နာရီကြာမြင်ကွင်းကိုမှတ်တမ်းတင်ထားပါတယ်။ဘွိုင်းကိုတာဝါတစ်ချိန်ကရုရှားသိမ်းပိုက်မှုရဲ့တင်ကြေးတာဖြစ်နေရည်တည်ခဲ့ပြီးမယ်။အခုတော့မီလောက်ကျွမ်းနေတဲ့ပျက်စီးတွေသာကြံ့နေပါတယ်။ဗီလန်နဲ့ရဲ့အနောက်မြောက်မှာရုရှားစစ်စင်ရေးအတွက်ရှီတန်းထောက်လိုင်းစခန်းနဲ့ထောက်ပံ့ရေးဗဟိုဌာနဖြစ်နေတဲ့တုံပြူခဲ့တဲ့ပလက်ဖောင်းဟာယူကရိန်းဒရုန်းနှစင်းကြောင့်လုံးဝဖျက်ဆီးခံလိုက်ရပါတယ်။ရုရှားဘက်ကအထင်အားခဲ့တဲ့လောက်ယူကရိန်းတဲ့ဒီဒရုန်းနှစင်းရဲ့တံပိုးကတော့ရလနဲ့မလိုက်အောင်ပဲဈေးပေါ်နေခဲ့တာဖြစ်ကြောင်းဝေးမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပြီလို့ကျေးဇူးတင်ပါတယ်။